စိတ်ပန်းဖြေဖို့ကျွန်တော်တို့မှာနေ့စဉ်ရုပ်ရှင်ကြည့်ဖို့အချိန်မရှိပါဘူး။ဒါပေမဲ့နေ့တိုင်း9မိနစ်လောက်လှပတဲ့သဘာဝရှုခင်းတွေကိုကြည့်လိုက်တာနဲ့စိတ်ထဲကစိတ်ပင်ပန်းမှုတွေခဏပျောက်ကွယ်သွားနိုင်ပါတယ်။ခုနေ့စဉ်ဘဝဟာအလုံးများပြီးစိတ်ဖိစီးမှုတွေကြောင့်စိတ်ညစ်နေတတ်ပါသလား။ဒီနေ့မင်းကိုတတိပေးချင်တာတစ်ခုရှိတယ်။တနေ့9မိနစ်လောက်ပဲပြန်ပသဘာဝရှုခင်းကိုကြည့်လိုက်ရုံနဲ့စိတ်ထဲကတင်းကြပ်မှုတွေပျောက်ကွယ်သွားနိုင်ပါတယ်။ဒီလိုအချိန်တွေမှာမင်းအနားယူဖို့အတွက် 5မိနစ်လောက်ပဲတဘာဝပြင်ပရှုခင်းတစ်ခုခုကိုကြည့်လိုက်ပါ။ကောင်းကင်တစ်ပင်ငှက်ကလေးတွေသူ့ရဲ့ဘော်ရောက်နေတဲ့မိုးရေစလေးတွေစတဲ့ချိုသားမှုလေးတွေကိုစူးစမ်းကြည့်ပါ။တစ်ခါလောက်ပဲမင်းရဲ့မျက်လုံးကိုတည့်ရွက်ဒီပေါ်တိမ်တိုက်တွေနဲ့လင်းနေတဲ့နေရောင်ခြေတွေပေါ်မှာစူးစမ်းကြည့်ပါ။တဘာဝရဲ့အတန်နဲ့အယောင်တွေဟာစိတ်ကိုတိတ်ဆိတ်စေပြီးစိတ်ဖိစီးမှုနဲ့စိတ်ညစ်မှုတွေကိုဖြေလျှော့ပေးပါတယ်။တစ်ပင်တွေပန်းကလေးတွေ ငှက်တန်လေးတွေမိုးရေကြတန်တွေရေစီးတန်တွေဟာစိတ်ရဲ့ပြဿနာတွေကိုချိန်ညှိပြီးအေဂျင်စီနိုင်ပါတယ်အတိတ်အနာဂတ်စိုးရိမ်မှုတွေကိုပြန်လည်စဉ်းစားခြင်းကနေလွတ်မြောက်ဖို့ဒီ5မိနစ်လောက်တဘာဝရှုခင်းကြည့်ခြင်းဟာတင်ကိုကူညီပေးနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်တဘာဝရဲ့အတန်များနဲ့ပဝန်းကျင်ကောင်းမွန်မှုက ကိုယ့်ရဲ့အသက်ရှင်မှုနဲ့တွဲဖက်ပြီးစိတ်ထဲကတင်းကျပ်တာတွေကိုဖြေလျှော့ပေးနိုင်တယ်ကိုယ့်ရဲ့အသက်ရှင်မှုနဲ့တဘာဝကိုချိတ်ဆက်ဖို့အချိန်ယူပါ အသက်ရှူပြီးစိတ်ကိုအေးချမ်းစေဖို့ဂရုစိုက်ပါတဘာဝကိုကြည်ခြင်းကစိတ်တက်တက်ကြွစေပြီးတော့စိတ်ပြည့်စုံမှုနဲ့စိတ်ညစ်မှုတွေကိုတဖြည်းဖြည်းရောပါသက်သာလာစေပါတယ်ဒီလိုနည်းနဲ့မင်းရဲ့နေစဉ်စိတ်ဓာတ်တွေတိုးတက်လာပြီးတော့စိတ်ပင်ပန်းမှုတွေနည်းလာမှတေချာပါတယ်ဒီလိုနည်းနဲ့ပဲမင်းရဲ့နေစဉ်နဲ့နက်ခင်းနေ့လယ်ပိုင်းနဲ့ညအိပ်ချိန်တွေကိုပုံမှုအေးချမ်းစေမှာဖြစ်ပါတယ်ဒါကြောင့်အလုံများလုံးတဲ့အချိန်တွေမှာပါအနားယူဖို့စိတ်ကိုထိန်းချုပ်ဖို့ တဘာဝတရားကြီးကို9မိနစ်လောက်ကြည်လိုက်ပါမိရဲ့စိတ်ပိုင်းဆိုင်ရာတမ်းမာရေးနဲ့ပျော်ရွှင်မှုအတွက်တဘာဝအချက်ချင်းကိုခန်းစားခြင်းဟာအရေးကြီးတဲ့ကိစ္စတစ်ခုပါပဲဒီနေ့ကနေစတင်ပြီးတော့နေ့စဉ်9မိနစ်တဘာဝရှုခင်းကိုကြည့်ပြီးစိတ်အေးချမ်းမှုကိုခန်းစားလိုက်ပါ